မယူနိုက်တက်ကိုစွန့်ပြီးအသင်းပြောင်းဖို့ဘရူနိုဖာနန်ဒက်ကိုတိုက်တွန်းလိုက်သူမန်ချက်စတာယူနိုက်တက်သင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်အနေနဲ့မရှိကလပ်ကနေထွက်ကစင်ကုန်မှုတစ်တေရင်ဆိုင်မှုအသင်းပြောင်းတင်ကြောင်ချက်စီးနဲ့လေဗာပူးကွင်းလံဟောင်းကြီးဂျိုကိုကတိုက်တွန်းလိုက်ပါတယ်ဂျိုကိုကကျွန်တော်သားဘရူနိုဖာနန်ဒက်ဆိုရင်မန်ချက်စတာယူနိုက်တက်ကနေထွက်ပြီးအသင်းတစ်ပြောင်းဖို့ဒီချောက်ဖို့ရှာဖွေနေပါပြီအသင်းရလည်းမကောင်းရင်နေရာစုံကများစင်းမောင်းများစွာကသူကြီးပဲအူဆုံးပြောခံရတော့တာသူကညာတိုင်းအိမ်ပြန်သွားရင်အသင်းကိုဆွဲတင်နေတာသူပြောတဲ့ဆိုပေမဲ့ဘာလို့သူကြီးပဲပြောဆိုခံနေရတာလဲမဖို့တော့လက်တင်စဉ်းစားနေမိမှာပါ ဒီနှစ်တွေထဲမှာ Manchester United မှာတောက်ပနေတဲ့တခုတည်းသောလင်းနှင်းက Bruno Fernandes ပါပဲ။သူကဘောလုံးသမားဆုံးဖြစ်တယ်။အတင်းကိုဆွဲတင်နေတယ်။ဒါပေမဲ့သူကထိတ်တန်းကစားသမားတစ်ယောက်ဆိုတာတခြားနေရာမှာသွားပြီးတက်တည်ပြဖို့လိုနေပါပြီ။သူဒီကလပ်အတင်းကလူတွေအားလုံးကိုစွန့်ခွာတင်နေပါပြီ။အတင်းမိုင်းရှင်တွေ၊ပရိသတ်တွေ၊ဝေဖန်မှုတွေခါစီခံနေရတဲ့သူကပန်ပင်းနှစ်သိမ့်နေတဲ့ manager ။သူကကစားသမားကောင်းတစ်ယောက်ပါ။ကျွန်တော်သာသူဆိုရင်စူပလားတွေရယူနိုင်တဲ့အတင်းတင်းကိုပြောင်းရွှေ့ကစားနေလောက်ပါပြီလို့တုံးသက်ပြောဆိုခဲ့တာပါဘရူနိုဖာနန်ဒက်က ယူနိုက်တက်ပြိုင်ပွဲစဉ်နောက်ဆုံး9ပွဲမှာ6-3သွင်း3-0ဖန်တီးမှုပြုလုပ်ထားခဲ့ကအသင်းရဲ့အဓိကကစားသမားဖြစ်ဆွမ်းဆောင်နေပါတယ်။ဘရူနိုဖာနန်ဒက်ဟာမန်ယူနိုက်တက်အတွက်ဒီအသည်ပြိုင်ပွဲစဉ်စုစုပေါင်း53ပွဲမှာသွင်းပို16ဂိုးနဲ့ဂိုးဖန်တီးမှု14ချိန်ပြုလုပ်ထားကဂိုးပတ်ဝင်ပတ်သက်မှုအကျိန်30အထိပြုလုပ်ထားနိုင်ခဲ့ပါတယ်။ဒီမှာယူနိုက်တက်ရဲ့အမားကြီးက